အားလုံးမင်္ဂလာပါရှင်ဒီနေ့ဖတ်ပြပေးမယ့်ဝတ္ထုလေးကတော့1958ခုနှစ်မြောက်ရီမဂ္ဂဇင်းမှာပါရှိတယ်စာရေးဆရာရွှေတာရေးသားထားတဲ့ညက်တော်အလူဆိုတဲ့မဂ္ဂဇင်းဝတ္ထုတို့ပဲဖြစ်ပါတယ်အားလုံးပဲနားဆင်ခံစားပေးပါဦးရှင်ကျမကတော့စာဖတ်သူမင်းနေဆက်ဖြစ်ပါတယ်ညက်တော်အလူအခန်း1တကြိမ်ကကျွန်တော်မိခဲ့သူဖယ်ရီအကြောင်းအရာများကို ကျွန်တော်ဒီမကြားခြင်းမနေရကျွန်တော်ကပြေဖုံးကချက်ကိုချလိုက်သည့်တိုင်အားဖယ်ရီဤသတင်းကိုအမြဲတစေဆိုသလိုပင်ကြားနေရပြန်သည်ဖယ်ရီသည်ဗာများဖြစ်နေသည်အခန်းနှင့်ကို့ဆရာအတန်ကြောင့်ကျွန်တော်ဒီစုလေဖျားအဝိုင်းဖြတ်ကျော်ရန်ကြိုးစားနေသည့်ခြေလန်းကိုရက်တဲပြက်လိုက်ပြီးနောက်အတန်လာရသို့လှည့်ကြည့်မိ၏ဟာတခေထွင်း တခင်ထွန်းရင်သည်လွယ်အေးကြီးတစ်လုံးကိုလွယ်ပြီးဂမန်းကရက်နှင့်ကျွန်တော်စီတို့လာနေနေသည်ဖယ်ဒီတရမတွေ့ဘူးလားတခင်ထွန်းရင်သည်ကျွန်တော်၏အနီးသို့မရောက်မီပင်ဖြစ်အော်ပြီးမေးနေသည်အတန်ကိုအကဲခတ်ရသည်မှာအင်မတန်တွေ့ချင်နေသောဆန္ဒအပြစ်ပါသောအတန်တရဖြစ်နေသည်ကျွန်တော်ကပြုံးလိုက်ပြီနော်မတွေ့တာကြာပကောဗျာအရင်သူလောက်တဲ့ယုံက အနှုတ်ပြုတ်သွားပြီးကလေးကပဲအေးဗျာကျုံလည်းကြွားကြနေတယ်တခေထုံးရင်ဒီပလေဒီယံရုံဘက်မှရုပ်ရှင်အပီးထွက်လာတော့လူအုပ်ကြီးကိုကြည့်နေလေသည်ဒီလူအုပ်ကြားတဲ့၌ဟယ်ဒီတယောက်များပါလာမလားဟုသော အကြည့်ဖြင့်တခေထုံးရင်ဤမျက်စိများသည် ပြရာခတ်နေ၏နောက်လာဗျာလက်ဖက်ရောက်ရအောင်တခေထုံးရင်ကကျွန်တော်ဤလက်ကိုဆွဲကင်ပြီးနောက် အော်ရီရဲ့ဘက်သို့ဆင်းလိုက်။ဖယ်ရီကိုဘာလို့ဖို့တော့ကျွန်တော်ကမေးလေ။ဟာမပြောပါနဲ့တော့ဗျာ။တခေထွန်းရဲ့ဒီငေးပြီးညှိတွားလိုက်လေသည်။ကျွန်တော်ဒီလူလင်ခံရပြီးဟုသိလိုက်ပြီးနောက်တခေထွန်းရင်ကိုကြည့်ပြီးပြောမိပြန်လေသည်။တခေထွန်းရဲ့ဒီနည်းနည်းရရလူစားမဟုတ်။ကုမ္ပဏီဆိုင်ဘော့တစ်ခုကိုပိုင်ဆိုင်တော်သူဖြစ်၏။တွင်ကုန်လိုင်းစင်များ ဈေးကောင်းစဉ်ကတထောင်းတန်လမ်းစဉ်ကိုတထောင်းအထိရဖို့သူဖြစ်၏ငွေပေါများနေသူတယောက်ဖြစ်လေသည် သူသည်မူလကရကန်းစရာဖြစ်၏အမရဗုဒ္ဓကျောင်းထွက်ဖြစ်၏နောက်ပြီးဘဲကဘာဖြစ်လာသည် မပြောတမ်းရန်ကုန်မှာကြီးပွားနေ၏ကျွန်တော်နှင့်မူတမျိုးရဲသားဖြစ်လေသည်တခင်ထုံးရင်သည်ပိုရီရင်ဤစပွဲမှာထိုင်ချလိုက်ပြီးနောက် စတော်ဘယ်ရီရော့တော့နိုအေးနှစ်ခွက်ကိုမှာယူလေသည် ပြောတော့တိတ်မပြောချင်ဘူးဗျဟဲ့လူပါပလင်းထိတာပဲတခင်ထွန်းရည်သည် သူ့လွယ်အိတ်အတွင်းမှာငွေစည်းကြက်ဘူးကိုထုတ်ပြီးနောက်ဇပွဲမှာချလေသည် သူ့ကိုယ်ကိုသူကမလုံမလဲနဲ့ဟဲဟဲဟုလဲရေးလိုက်သေးလေသည် နောက်ကျွန်တော်အားကြီးကဟဲရီလေဗျာကျုပ်ကိုလိန်သွားသည်ဗျ ။အော်အဲ့ဒါမစမ်းပါဘူး။ဟုတ်ပါတယ်။ဒါပေမဲ့ကျုပ်ကရှက်တယ်ဗျာ။နောက်ပြီးမရှင်းမလင်းတာတွေကနောက်ကြောင်းမှရှိသေးလို့။အေးခမရကဘာများတွဲပြီးလုံးမိပြန်တဲ့တော့။ဟဲ့ဖျားပွဲကလေးတခုပါဗျာ။ဘာဖျားပွဲဟုတ်လား။ခင်ဗျားတို့ကကန်ထရိုက်ဆွဲလို့လားမဟုတ်ပါဘူးဗျခင်ဗျား တဲအတဲ့လူပဲကိုယ်တိုင်ဖျားတဲပြီးတော့ကိုယ်တိုင်ပွဲကျင်းပါလားအလိုတဲဟုတ်ပါလားကျွန်တော်ဒီသခင်ထုံးရင်ကိုမော်ကြည့်မိလေသည် နောက်ပြီးအလောက်ကဟယ်ဒီနှစ်ပတ်သက်သောအလောက်ဟုသိရသဖြင့်လဲအံ့အားသင့်မိလေသည်ဗါလေခမရဖျားတဲတယ်ဆိုလို့အံ့အားသင့်သလားဗျာကျုပ်ဖျားကြည်ကြည်ကြည်မှောက်ပါဦးဗျာပြား900လောက်ကုန်တာ အလက်ကျွန်တော်ဒီပြား900ရာနှစ်ဖျားတိဆောက်တော့တခင်ထွန်းရင်ကို ပြောမိလေသည်နေပါ ခမရဖျားဘာဖျားတော့ဗျဒီကျန်ဘယ်ကပေါ်လာတော့အောင်မလေးဟဲ့ဒီအကျန်ပေါ်ဗျာကျုံလဲအဲ့ဒါကြောင့်ဒုက္ခရောက်နေတာဖျားကကောဖျားကတဲပေါ်စီတွေပေါ်ဗျာတဲနဲ့တန်ဖြူကစေတုခရယ်ဟဲ့ဒီကပဲပြား900နဲ့ တဲလိုက်တာအင်းကျွန်တော်ဒီပြုံးရလေသည်အခန်းတော့တခေထုံးရသည်စစ်ကရက်ကိုမိညီဖွားဆိုင်နေလိုက်လေသည်ဒီလိုဗျဒီလိုခမရဒါတွေနားမလဲသေးဘူးမှတ်တယ်အခုမိုးကုံပြီးတော့ရန်ကုန်မှာခမရဘာတွေတွေ့တယ်လဲစို့ပါပွဲတယ်လည်းနေမဟုတ်လားဗျ။အင်းအဲဒီထဲမှာအရင်ငွေ15ချက်လောက်နဲ့ ဖျားဘွယ်ထလောက်တာကျုပ်တို့ပေါ့ဗျာအဲ့ဒီကဒီကြောင်ဘယ်ရရလာတယ်မသိဘူးကျုပ်ကလာတိုက်မင်းနေလေတယောက်ကို9ကျပ်50ပြားစီရင်းပြီးတော့ဖျားဘွယ်လောက်ရအောင်နဲ့ကျုပ်ကကြားတော့ကတော့အံ့အားသင့်သွားတာပေါ့ဘယ်နဲ့ဗျာကြံကြီးစီရပဲသူကလည်းအလုတ်ပြုတ်လာတော့မှအကွက်ကောက်တစ်ခုအနေနဲ့လှုပ်ချင်တာဆိုတော့ကျုပ်ကလည်းငွေ15ချက်ကိုသူ့ကိုပေးလိုက်တာပဲမကြောက်ဘူးဗျာ လမ်းဘေးမှာတဲပုံစည်တီကလေးတစ်စုဖြစ်လာပြီးတော့ညမြစ်စုလမ်းတော်ဦးတဲပုံစည်တီဆိုတဲ့စိုက်ပုတ်ကလေးနဲ့တွေ့တယ်။အဲ့ဒီအလုပ်ကမလွယ်ဘူးဗျ။ရက်ွက်ကအဖွဲအသင်းတွေနဲ့ပူပေါင်းလောက်ကန်ရတာ။စို့ပါအောင်။ဖျားတဲပြီးတော့ခရီးရငွေဖြတ်ပိုင်း၁၀ကျပ်ဖို့ရိုက်နေပြီးတော့ပွဲငှတာပဲဗျ။ငွေမလိုဘူးလားနားထောင်ပါအောင်ရက်ွက်ကလူကြီးတွေနဲ့ ပထမတိုင်မရသေးတဲ့ဗျ။တိုင်မေဘဝရက်ွက်စီကားကြီးကိုရှေ့ရှုပြီးတော့ရက်ွက်နေလူထုအတွေ့ဖျားပွက်တစ်ခုလှုပ်ချင်သပေါ့လေ။အဲ့ဒီလိုလှုပ်တဲ့နေရာမှာအန်ဒီယက်ကင်းဖို့အတွက်လမ်းတော်ဦးစည်းတော်မှာစုပေါင်းပြီးပြည့်ရွတ်ဖို့နောက်ပြီးလူထုစာကြည့်တိုက်ဟာလဲစာအုပ်များပြည့်စုံဖို့လိုချောင်းနေပေါ့ဗျာ။အဲ့ဒီတော့ပွဲတော်ကို၃ရက်စီ၁ရက်နာပြီး၉ရက်ကျင်းပဖို့နဲ့ ရံပုံငွေပေါ်မှာမိတက်တို့စာကြည့်တိုက်တို့ရံပုံငွေခွဲယူဖို့ပဲဟဲ့ကောင်းတာပဲဗျအကျဲအကြံကောင်းပဲဟုတ်တယ်လေရက်ွက်လူထုကိုကင်ထားပြီးရက်ွက်မှာတွင်ကျယ်နေတဲ့အသင်းအဖွဲ့တွေနဲ့ဆိုတော့ခံကြတာပေါ့ဗျာဘသူမှမကန့်ကွက်ဘူးအင်းဒါထက်ပွဲငှားဖို့ငွေကိုချေးယူရမှာပေါ့အဲ့ဒါကိုကြောက်လက်အစမသိဘူးဗျဖယ်ရီဆိုတဲ့အကောင်ဟာ အတော်လဲတဲ့အကောင်ပဲကြည့်မြင်တိုင်းဘက်ကိုသုံးခေါက်လောက်တွားလိုက်တယ်ဇက်တဖွဲရလာတယ်ဗျရပုံကကောဗျာရပုံကနီးသိရင်လွဲပါတယ်ဗျာရကုံမှာတစ်ခါတခါဇက်တွေနားကြတယ်ဗျာတချို့ဇက်ထဇက်ကရင်ပြင်းစင်ချိန်မှာဘန်းကြတဲ့ဇက်အဖွဲတွေရှိတယ်အဲ့ဒီဇက်အဖွဲတွေကနားတော့အချိန်မှာဇက်အဖွဲသားတွေကိုတာဝန်ယူကျွေးမွေးနေရတကူဗျအဲ့ဒီတော့ ဆင်းရဲတွေဘာလို့ရတိတ်မလို့ပလင်းစင်းငွေချေတဲ့သဘောမျိုးနဲ့မီးထုတ်ရင်တပွဲအထွက်ငွေချေသဘောမျိုးနဲ့ဇက်အဖွဲကိုရနိုင်တဲ့။အင်းအင်းအာလောဆုံဆုံစီစီအစီအစဉ်ကလေးတွေလုပ်ပြီးတော့ပွဲမိတ်ခမ်းပြီးတော့ဖျားဝဲကျင်းပါရောပေါ့ဟောဈေးဆိုင်တွေစီကအခွန်အခါကောက်ပြီးတော့ပေးစရာရှိတာတွေကိုပေးတ냐လက်ကြံစီရင်ကိုရှင်းတော့ဒန်လူကြီးအတွက် 50တရားလောက်ကျန်တဲ့ဗျ။အဲပွဲမိတ်ကို3ချီတချီနားနဲ့6ချီ9ချီလောက်ကလိုက်ရတယ်ဆိုရင်ငွေ900လောက်တစ်ထောင်လောက်မြတ်တယ်ခမ။အမြတ်ငွေကိုဘလို့ခွဲကြတယ်လဲဗျ။အလှငွေတွေအားလုံးထက်ဝင်လှူဒန်းပြီးတော့ကျွတ်တို့နှစ်ယောက်ခွဲဝယ်ယူဖို့ပေါ့။ဒါပေမဲ့ဒီဖျားပွဲမှာကြောက်ရှုံးတယ်။အရင်မှရှုံးတယ်။ဘာဖြစ်လို့လဲ။ဖယ်ရီပေါ့ဗျာ။စည်ရင်အပြည့်စုံနဲ့သူတယောက်ထဲငွေက ပေးစရာရှိတာပေးလုပ်နေတယ်။ကျုပ်ကလည်းဒီလောက်ကိုတိတ်လိုက်ပြမလုံးလို့ရှေ့တန်းမတက်ဘူးခမ။အဲ့ဒါကိုဟယ်ရီယာအခွင့်ကောင်းယူပြီးတော့နောက်ဆုံးညမှာဆက်အဖွဲ့ကိုပေးစရာရှိတာမပေးဘဲလစ်ပြေလို့ဗျ။ကျုပ်သူ့ကိုအခုလိုက်ရှာနေတယ်။အော်အော်ကျွန်တော်ဒီတခေထုံးရင်ကိုကြည့်ပြီးပြောမိနေသည်။တခေထုံးရင်ကခေသူမဟုတ်ပေ။သူ့ခေသူမဟုတ်သူတယောက်ကဘာမှမဟုတ်တော့ ဟယ်ရီဤနိုင်နယ်လှည့်ပြားမှုကိုခံယူလိုက်ရခြင်းအတွေ့ယူကျုံမရလဲဖြစ်နေရန်ရှိသည်အခန်းလေးဟယ်ရီ အမတ်တမဲအဖြစ်သူ့ကိုကြည့်လျင်တရုတ်ကပြားဟုထင်နိုင်သည်တည်တည်တသွဲမြဖြစ်ဤဖြူဤသူသည်ရုံးတကတွင်စည်ရဲအလုတ်ကို ဝင်းရောက်လောက်ကင်ဘူးသည်ရုံးစည်ရဲများအားငွေတိုးချေသူများသည်ဟယ်ရီအားမသိသူမရှိပေ ။ငွေများကို အတိုးမီများနှင့်ဖြစ်စေချင်းငါပြိနာအခြားတယုံတို့ပြောင်းရွှေ့လောက်ကိုင်းသွားတတ်၏။သူသည်တခါတရံကုံသည်ဖြစ်၏။တခါတရံသတင်းတော့ဖြစ်နေတတ်၏။တခါတရံတွင်ကရက်ွက်လူထုကိုစလဲဖြစ်နေကတခါတရံတွင်မူအေယာမကိုစလဲကြီးတယောက်ကဲ့သို့ညတုအားကိုစားပြုလေသည်မသိတန်ယုံများဤအခန့်ပွဲများတွင်တွေ့မြင်ရလေသည်ကျွန်တော်သည်ဟဲရီအား တွေ့ခြင်းနေ၏ဟဲရီသည် သူ၏အတွေ့အကြုံများကို ကျွန်တော်အားဖောက်သည်ချလိရှိရာသူ၏မြို့တော်ဖော်နီကားများကိုကြာရ၏တခင်ထုံးရင်နှင့်တွေ့မှပင် ကျွန်တော်သည်ဟဲရီ၏အကြောင်းကိုပြန်လည်၍လေ့လာမိသည်ဟဲရီသည်လူဆိုးတရားမဟုတ်သို့သောလူကောင်းတဦးကဲ့သို့သူအားဆက်ဆံ၍မရချီသူသည်ရှုပ်တက်ပွေတတ်၏ညာလှိုင်းလှဲ့ပြားတတ်၏ စကားအပြောကောင်း၏ပြောရဲဆိုရဲရှိ၏အကြောင်းမသိနိုင်ဟယ်ရီအပေါ်၌ယုံကြည်ကိုးစားလာတတ်၏ဟယ်ရီအလောက်ခန့်တွင်တယ်လီဖုန်းတစ်ခုနှင့်စပွဲကလက်ထိုင် အနှဲငယ်ကို တွေ့ရမည်ဖြစ်၏ထိုစပွဲမှနေ၍ဟယ်ရီသည်ကက်ဘင်နှင့်အဖွဲ့ဝင် ဝင်းကြီးမင်းအချို့ထံသို့တယ်လီဖုန်းဆက်ပြီးစကားပြောခြင်းပြောမည်တန်ယုံတို့ အရေးတကြီးကိစ္စအတွေ့လာခဲ့ပါဟု ခေါ်ခြင်းခေါ်လိမ့်မည်ဟယ်ရီတယောက်တယ်လီဖုန်းကို ကောက်ကင်ပြီးဟန်ပါပါနဲ့ဟယ်လိုဟယ်လိုဟု ပြောဆိုခေါ်ငင်နေချိန်၌သူ၏ဘေးပတ်လည်အနီးနားတွင်တယောက်သို့မဟုတ်နှစ်ယောက်သောသူများသည်ဟယ်ရီအားကိုကိုရာစိကက်ရာပုပ်ကိုကြီးတဦးကဲ့သို့ဟယ်ရီထံမှပေါ်ပေါက်လာမည့်စကားများကိုငဲ့နှင့်စောင့်မျှော်လျက်ရှိသည်ကို တွေ့ရမည်ဖြစ်ပေသည်သို့သော် ဲဒီပြောဆိုနေသောတယ်လီဖုန်း၌ကြိုးမရှိချေဤသို့ကြိုးမရှိသည်ကိုပန်ဝင်းချင်းမှ လူများကမသိလေတကားဒီနေရာမှာတော့စာရေးဆရာရွှေတာရေးသားထားတဲ့မြတ်သောအလူဆိုတဲ့မဂ္ဂဇင်းဝတ္ထုတို့ဟာပြီးဆုံးသွားပြီပဲဖြစ်ပါတယ်ရှင်